မင်္ဂလာပါတူတာ insight channel ကနေကြိုဆိုပါရစေဒီနေ့ canva tutorial မှာတော့ကျွန်တော်က poster design လုပ်တဲ့ပုံစံလေးကိုပြောပြမှာဖြစ်ပါတယ်ရှေ့ဘက်ဒီမှာကျွန်တော်တို့ logo တွေဒီ dashboard ပေါ်က icon တွေကိုလေ့လာခဲ့ပြီးဖြစ်တဲ့အတွက်ဒီတစ်ပတ်မှာကျွန်တော် poster နဲ့ပတ်သက်တဲ့ concept လေးကိုပြောပြရင်းနဲ့ design လေးတစ်ခုလုပ်ပြမှာဖြစ်ပါတယ်အဲ့တော့ poster နဲ့ logo နဲ့မတူဘူးဆိုတာက logo ဒီဒီ အဝိုင်းလေးမှာပေါ်နေတဲ့ပုံလေးဖြစ်ဖြစ်စာလုံးလေးဖြစ်ဖြစ်ကိုပဲလူကမှတ်သွားတာကြည်သွားတာဒါဝဲခေါင်းထဲထည့်ပြီးတော့နောက်တစ်ခါမှကိုယ့်ရဲ့ logo နဲ့ပြန်ပြီးတော့တွေ့လို့ရှိရင်အော်ဒီ page ပါလားဒီလုပ်ငန်းပါလားဆိုတာမျိုး click နှိပ်ကြည့်တာမျိုးပေါ့နော်အဲ့တော့ poster ကြတော့ information ပြည့်ပြည့်စုံစုံပေးရတယ်ကိုယ့်လုပ်ငန်းကဘာလဲဘာလုပ်နေတာလဲလက်ရှိဒီ poster ကြော်ညာကဘာ service ပေးတာလဲဘယ်လို promotion တွေပေးတာလဲဆိုတာကိုပြောပြရမှာဖြစ်တယ်အဲ့ဒါ purpose ပြီးလို့ရှိရင် hierarchy ဆိုတဲ့ အစင်လိုက်ပြောရမှာကိုကလုပ်ငန်းနာမည်ကြော်ညာတယ် promotion ကိုအရင်ပြောတယ် service တွေအောက်ကပြောတယ်ဘာညာဆိုတာထက်ကိုကဘလို့စင်မှာလဲကိုက service တွေပြောပြပြီးမှာ promotion ပေးမှာလားเนาะဒါမှမဟုတ်လို့ရှိရင် service တွေပြောပြပြီးလို့ရှိရင် trade in ဘလို့လုပ်လို့ရလဲဆိုတာပြောမှာလားဒါမျိုးတွေကိုအစီအစဉ်လိုက်စင်ထားမှာဖြစ်တယ်ပြီးရင် white space white space ဆိုတာ poster တစ်ချက်လုံးဘေးတောက်စုံနေမလွတ်တော့တဲ့ ठी ကို element တွေအပြည့်ထည့်နေစရာမလိုပဲနဲ့အဲ့ဘက်မှာ white space လေးတွေထားပေးဖို့လိုတယ်ဆိုတာလေးကိုလည်း သိရမယ်ပြီးရင် alignment alignment မှာလည်းဒီတောက်ကတ်မယ်ဆိုလို့ရှိရင်တောက်ကိုဘယ်လိုကတ်မယ်စာလုံးနေဆိုလို့ရှိရင်ဘယ်ဘက်ကတ်မှာလားညာဘက်ကတ်မှာလားဆိုရယ် alignment လိုတယ်ပြီးလို့ရှိရင် color palette မှာကြတော့ကိုယ့်ရဲ့ theme color ကိုသုံးမှုလိုတယ် တချို့လုပ်ငန်းတွေမှာ theme color ရှိပြီးသားအဝါပဲသုံးမယ်အပြာပဲသုံးမယ်အနီသုံးတဲ့ဆိုရယ်လုပ်ငန်းတွေကကိုယ့်ရဲ့ theme color အတိုင်းပဲကြေညာပြီးတော့အဲ့ဒီ color ပေါ်မှာပဲကစားရမှာဖြစ်တယ်ကိုယ့်လုပ်ငန်းကအနီရောင်ကြီးသုံးထားပြီးတော့ဒီကြော်ညာကိုအဝါရောင်ကြီးသွားလုပ်နေလို့ရှိရင်လည်းအဆင်မပြေဘူးကိုယ့်ကိုလူတိထားတဲ့ကိုယ့်ရဲ့ theme color နဲ့ क्वे ထွက်နေတာပေါ့နော်အဲ့ဒါဆိုရင်တော့ reshop ဖို့ခတ်ပါလိမ့်မယ်ပြန်တော့ consistency ဆိုတာရှိတယ်။ consistency ကဘာလဲဆိုတော့ဒီ font တွေ themes တွေ ကိုသုံးတဲ့ကိုယ့်ရဲ့ flow တွေအတိုင်းကိုဟိုသွားมาဖြစ်တယ်ကိုကအများနဲ့ minimalist ပဲသုံးနေကြလူတယောက်ကအမြင်နောက်တစ်ခါရှုပ်ရှက်ခန့်နေတဲ့ design တစ်ခုကိုတစ်ခါထပ်ပြီးတော့ဖန်တီးပြီးတော့သွားမယ်ဆိုလို့ရှိရင်လူတွေရဲ့အမြင်မှာအစ်စ်ဆန်မဖြစ်ဘဲနဲ့ဟိုဘာကြီးဖြစ်သွားလဲဆိုတဲ့ဟာမျိုးဖြစ်နိုင်တာပေါ့နော်အဲ့တော့ကိုက font ကိုဘာသုံးมาလဲ color ကိုဘာသုံးมาလဲကိုဘယ်လို flow တွေနဲ့ကြော်ညာနေတယ်ဆိုတော့ consistent ဖြစ်အောင်တော့ဒီကြော်ညာကိုဖန်တီးဖို့လိုတာပေါ့နော်ဒါက poster တကူရဲ့ concept ပါဒီထက်ဖောက်ထွက်ပြီးရောကိုက break the rule ဆိုပြီးတော့လှုပ်ချင်တယ်ဆိုလဲရတယ်ပြဿနာမရှိဘူး break the rule လုပ်မယ်ဆိုလို့ရှိရင် rule ကိုတေချာ break လုပ်ဖို့လိုတယ်အခုနားလို့ဟော consistency မှာကျွန်တော်တို့ အာ minimalist လောက်ထားရတဲ့နောက်တစ်ခါ modern လောက်ချင်တယ်ဆိုရင်လောက်လို့ရတယ်ဒါပေမဲ့ကိုယ့်ရဲ့ service ကိုအသားပေးပြီး ပေါ်ပြတဲ့ဟာမျိုးကိုပဲကိုက break the rules လောက်လို့ရမှာပေါ့နော်အဲ့ဒါဆိုရင်တော့ reach ပို့ရောက်မှာပါဒီ concept လေးကိုလည်းပြောပြပါတယ်ကျွန်တော်တို့ poster လေးတစ်ခုလောက်တာကို like မကြည့်ခင်ကျွန်တော်ရဲ့ channel လေးကို like and subscribe လောက်ထားပေးဖို့ ਨੇ ပြည်တွင်းရမောင်နှမတွေကတော့ VPN လေးခံပြီးတော့ကြည့်ပေးဖို့မြတ်တာရက်ခံပါတယ်အဲ့တော့စကြရအောင်နော်ဆို ျွန်တော်ဒါ Canva ရဲ့ main page ပေါ့ဗျာအဲ့တော့စမယ်ဆို create ကိုခေါ်မယ်ခေါ်ပြီးလို့ရှိရင် poster ဒီမှာ poster မှာ तू ကတော့ a2 ပေးထားတယ် search bar မှာ poster လို့ရိုက်ရှာလိုက်တယ်ဆိုလို့ရှိရင် poster site တွေအမျိုးမျိုးရှိရပါတော့เนาะအဲ့မှာကိုလိုချင်တဲ့ site ကိုရွေးကျွန်တော်ကတော့ portrait ကိုပဲရွေးပြီးတော့ portrait poster ပဲလုပ်မယ်အရင်ဆုံးကျွန်တော်တို့လောက်ရမှာကတော့ background ပဲနော်အဲ့တော့ background ကိုဘာထားမလဲဆိုတော့ကျွန်တော်ကတော့စဉ်းစားထားတဲ့ color ကအဝါရောင်လေးထားခြင်းတယ် ဲ့တော့ဒီမှာ background color မှာအဝါရောင်လေးဒါလေးကိုကြည့်လိုက်တယ်အဆင်ပြေလားလို့ okay ဒီလို gradient လေးပါတဲ့ background color လေးကအဆင်ပြေတယ်အဲ့တော့ဒါလေးကိုထားလိုက်တယ်အကယ်၍အဲ့လိုမှမဟုတ်ဘဲနဲ့ solid အဝါထားခြင်းနဲ့ဆိုလဲဒီလို solid အဝါလာထားလို့ရပြီမယ်ကျွန်တော်ကလုံးဝဝါဝါထင်ထင်ကြီးမလိုချင်တဲ့အတွက်ဒီလိုလေးထားလိုက်တယ်အဲ့တော့ကျွန်တော်နောက်ထပ်တစ်ခုစဉ်းစားထားတဲ့ဟာက design ကအခုကျွန်တော်လုပ်ပြမဲ့ဒီဇိုင်းက minimum တစ်ခုကနေ online delivery မှာလို့ရပါတယ်အိမ်ရောက် delivery ပို့ပေးပါတယ်ဆိုတော့ကြော်ညာထားတဲ့ဒီဇိုင်းဖြစ် poster ဖြစ်တာပေါ့နော်အဲ့တော့ကျွန်တော်ဒီ mini map ကိုဖုန်းနဲ့မှားတယ်ဆိုတော့ stage လေးပေါ်အောင်ကျွန်တော် phone mock up လေးထည့်လိုက်မယ် phone mock up လေးထည့်လိုက်မယ်အဲ့တော့ phone mock up ကိုရွေးမယ်ဆိုလို့ရှိရင်အာဒါမျိုးကိုရွေးဒီအထဲကနေပြီးတော့ဒီ photo ထဲစရာ frame ပါလဲဒီတိမ်လေးနဲ့အပြာစိမ်းလေးပါတာကိုရွေးဒီလို အဖြူကြီးပဲပါနေတဲ့ဟာမျိုးရွေးတယ်ဆိုရင်တော့ mock up လုပ်လို့မရအောင် mock up ဆိုတာဘယ်လိုလုပ်လဲဆိုတော့အသေးစိတ်ကို mock up lesson မှာကျွန်တော်ပြန်ပြပေးပါမယ်လောလောဆယ်တော့ဒါလေးကိုချုပ်လိုက်မယ်နည်းနည်းလေးချုပ်ပြီးတော့ဒီမှာထားမယ်ပြီးရင် ီထဲမှာကျွန်တော်တို့ပုံထည့်မယ်။ဘာပုံထည့်မယ်ဆိုတော့ super minimum တစ်ခုရဲ့ပုံထည့်မယ်။အဲ့တော့ search box မှာ minimum လို့ရိုက်ရှာလိုက်။ minimum လို့ရိုက်ရှာလိုက် minimum ပုံတွေဒီမှာ image ကိုသွားပြီးတော့ပုံတွေကိုနဲ့အဆင်ပြေမဲ့ပုံရွေးကျွန်တော်ကတော့ရွေးထားပြီးသားဖြစ်တဲ့အတွက်ထပ်မရွေးတော့ဘူး။ download မဆွဲတော့ဘူး။ကိုကတော့ဟိုဒီမိတ်ဆွေတို့ကတော့ရွေးပြီးလို့ရှိရင်ဒီမှာ upload လာလို့ပေါ့နော်။ကျွန်တော် upload ဘယ်လိုလုပ်လဲဆိုတဲ့ဟာကို shift video တွေမှာပြထားပြီးသားဖြစ်ပါတယ်။အဲ့တော့ဒီမှာကျွန်တော်ရွေးထားတဲ့ပုံကိုဆက်လက်လုပ်လိုက်ဆက်လက်လုပ်လိုက်လို့ရှိရင် ဒီလိုလေးလာပြမယ်ဒါကိုဘယ်လိုလုပ်မလဲဆိုတော့ဒီဖုန်းပေါ်ယူသွားပြီးတော့ဆွဲသွင်းလိုက်ရုံပဲနော်အဲ့တော့ဒီမှာကြည့်ဒါဆိုလို့ရှိရင်ဒီဖုန်းကိုတချမ်းဖုံးနေတယ်သူကနော်ကျွန်တော်ထပ်ဆွဲလိုက်လို့ရှိရင်လည်းဖုန်းကဖုန်းကမမြင်ရတော့ဖုံးသွားတော့နော်အဲ့တော့ဒါကိုဒီ mouse လေးထောက်ပြီးတော့ပဲဖြစ်ဖြစ်ဖုန်းနဲ့သုံးမဲ့ဆိုတော့လက်နဲ့ထောက်ပြီးတော့ပဲဖြစ်ဆွဲတင်သွားဆွဲတင်သွားလို့ရှိရင်အနောက်မှာဖုန်းပုံစံလေးရေးရေးလေးပေါ်လာရတယ်ပေါ့နော်ဒီကျွန်တော်တို့ပုံကဒီ color ပေါက်သွားတဲ့သဘောမျိုးဖြစ်သွားအဲ့ဒါဆိုရင်လွှတ်လိုက်လို့ရပြီ ကဲရောက်သွားပြီဗောနော်အထဲရောက်သွားပြီโอเคဒါဆိုဖုန်းမော့ကပ်လေးရသွားပြီဒီဖုန်းမော့ကပ်လေးကိုကျွန်တော်ကထပ်ပြီးတော့နည်းနည်းဟိုသိမ့်ဝင်စားကြအောင်တဲ့ပုံစံလေးဖြစ်အောင်ဆန်းရှိတ်လေးထည့်ကြည့်လိုက်မယ်စူပါမားကတ်တစ်ခုကိုဖုန်းထဲကနေကြည့်နေတဲ့ပုံစံဒါစူပါမားကတ်တစ်ခုရဲ့ပုံစံမျိုးဖြစ်အောင်ဗောနော်ဆန်းရှိတ်ဆိုပြီးတော့ထည့်လိုက်မယ်နော်โอเคกราฟิกซ้าย shape okay ရပြီအဲ့ဆိုလို့ရှိရင်ကျွန်တော်ဆန်းရှိတ်လေးတစ်ခုအဆင်ပြေတဲ့ဟာကိုရွေးလိုက်မယ်ကျွန်တော်တော့ဒါလေးကိုစဉ်းစားရတယ်စဉ်းစားပြီးတော့အဲ့တော့ဒီဖုန်းရဲ့အနားတောက်လေးမှာဒီလိုလာထည့်မှာကျွန်တော်လာထည့်ကျင်တာဖြစ်တဲ့အတွက်ဒီတောက်နဲ့ဒီတောက်ကမညီဘူးလုံးဝမပေါ့နော်တောက်လုံးမှုအတွက်ကိုဒီတောက်လေးကိုလုံးမှုအတွက်ဒီမှာ corner routing ဆိုတာရှိတယ် corner routing ကိုလာပြီးတော့လုံးလိုက်မြင်လားကျွန်တော်ဒီမှာရနေရဲ့အဲ့ဒါလေးလုံးလိုက်ပြီးလို့ရှိရင် ရပြီတင့်တော်တော့လုံးပြီလို့ရှိရင် site လေးနဲ့နဲ့ချုပ်ချုပ်ပြီးလို့ရှိရင်ဒီမှာလာထားလိုက်လာထားပြီးလို့ရှိရင်မညီတဲ့ site လေးကိုချုပ်ပြီးချုပ်ပေးပြီးလို့ရှိရင်ဒီလိုမျိုးတက်လိုက်နော်ဟိုဒီလိုဒီလိုကြီးဖြစ်နေတာတို့ဒီလိုကြီးဖြစ်နေတာတို့မလုံနဲ့နော်အာတက်လောက်ပဲတက်ပြီးလို့ရှိရင် fix လုပ်လိုက်အပေါ်လေးနည်းနည်းလေးတင်ပြီးတော့ရပြီနော်အဲ့ဆိုလို့ရှိရင်ဒီ minimum layer တော့သူ sun shade လေးနဲ့ okay သွားပြီပေါ့နော် ပြီးရင်ကျွန်တော်ကဘာထည့်မယ်ဆိုဇီးဝယ်မှာဖြစ်တဲ့အတွက်အာဘတ်စကတ်ထည့်မယ်နော် shopping basket shopping basket ထည့်မယ် shopping basket ထဲမှာကျွန်တော်ကဒီမှာ graphic ထဲမှာပဲရွေးလိုက်မယ်အာအဆင်ပြေတာလေးကိုရွေးပေါ့နော်အဆင်ဟိုကြည့်လို့လည်းကောင်းမယ်အဆင်ပြေတာလေးကိုလည်းရွေးပြီးတော့ထည့်လို့ရတယ်ဒါလေးကိုရွေးမယ်ဒါလေးရွေးပြီးနည်းနည်းချုပ်လိုက်မယ်တလောက်လောက်ပဲ तू ကအရင် shopping basket ကိုအရင်မသေးဘူးเนาะဘာလို့လဲဆိုတော့ဈေးဝယ်တာ ပေါ်အောင်ပြမှာဖြစ်တဲ့အတွက်ဒီနားလောက်မှာထားမယ်เนาะဘတ်စကတ်ကိုဒီနားလောက်မှာထားမယ်โอเคထပ်လိုက်တာပေါ့ဗျာပြီးလို့ရှိရင်နောက်တစ်ခုကဘာလဲဆိုတော့ delivery ပို့ပြီးတယ်ဒီကနေပြီးတော့အဲ့တော့ delivery delivery လို့ရိုက်လိုက် delivery လို့ရိုက်လိုက်ရင်ဒီမှာ delivery တွေပေါ်လာလိမ့်မယ်အဲ့တော့ရွေးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့က realistic တွေပဲသုံးနိုင် realistic ပဲသုံးအာ illustrate တွေသုံးနိုင် illustrate သုံးတစ်ခုနှစ်ခုရောထဲတာပြဿနာမရှိပါဘူးမယ်အာ realistic illustrate 3D အဲ့လိုမျိုးတွေ taste အများကြီးစုံနေအောင်မလုပ်နဲ့ဒါဆိုလို့ရှိရင်ကျွန်တော် realistic ဖြစ်တဲ့အတွက်ဒီမှာ illustration တွေထပ်ပြီးတော့ဖြည့်ပေးလိုက်တဲ့အတွက် cover ဖြစ်သွားတယ်ဗောဗျာအဲ့တော့ delivery ကိုဒီပုံလိုမျိုးရွေးလို့ရပါမယ်ဖုန်းကြီးပဲနှစ်ခုလုံးဖြစ်နေမှာဆိုတဲ့အတွက်မရွေးဘူးအဲ့လိုမျိုးတွေရှောင်ပါတော့ဒါတွေကတော့ဟိုကျွန်တော်အကြံပေးတာအဲ့တော့ကျွန်တော်ကဒါလေးကိုရွေးလိုက်မယ်နော်ဒါလေးကိုရွေးလိုက်မယ်ရွေးပြီးတော့တလောက်လောက်ပဲ အရင်မကြီးနဲ့ delivery ကိုမတရားကြီးကြီးနေရမလို့တလောက်လောက်ပဲထားထားပြီးတော့ဒီလိုလေးထားလိုက်နော်ဒါထားပြီးလို့ရှိရင်ကျွန်တော်ပါလုပ်မယ်ဆိုတော့ speed ဆိုပြီးတော့ရိုက်ချလိုက်အဲ့တော့ delivery ကမြန်မြန်ဆန်ဆန်ရောက်တယ်ဆိုတဲ့ဟာမျိုးကို ပြကျင်တာပြကျင်တာဆိုတဲ့အတွက် speed ကိုရိုက်လိုက်ရိုက်ချလိုက်လို့ရှိရင်ဒီမှာသူ့ရဲ့ဟိုဟာ speeding ဟိုဟာရှိတယ်နော်အဲ့တော့ဒီ color နဲ့ကြိုက်လား color နဲ့မကြိုက်ဘူးဆိုလို့ရှိရင်လည်းကျွန်တော်တို့ကအဲ ီမှာရွေးတို့ရတာလည်းအများကြီးရှိတယ်။ဒါမျိုးတွေရှိတယ်နော်။ဒါမျိုးတွေရှိတယ်။အများကြီးလည်းပြူပြဲနေအောင်လုပ်ရမလို့အာ transparency ကိုနည်းနည်းလေးလျှော့လိုက်မယ်။လျှော့ပြီးလို့ရှင်ကျွန်တော်ဒါကိုလှည့်လိုက်။လှည့်ပေးပြီးတော့နည်းနည်းချုပ်ချုပ်ပြီးလို့ရှင်ဒီအနောက်မှာဒီလိုလေးလာထားလိုက် နော်လာထားလိုက်လို့ရှိရင်ဗာလဲဆိုဒီ delivery ကအချိန်နဲ့လာနေတယ်ဆိုတဲ့ဟာကိုပြပြီးတော့အမ်မြ мян ဆန်ဆန်ကျွန်တော်တို့မှားလိုက်တဲ့ပစ္စည်းကမြ мян ဆန်ဆန်ရောက်တယ်ဆိုတဲ့ဟာကိုပြတယ်အဲ့တော့တခုရှိရာဒီလိုထားလိုက်ဒီရှိမှလာအုပ်သွားဆိုင်ကယ်ရှိမှတို့မြင်းချောင်းကြီးဖြစ်နေတယ်နော်အဲ့ဒါကိုဘယ်လိုလုပ်မလဲဆိုထောက်လိုက် right click ထောက် layer ခေါ် layer ခေါ်ပြီးလို့ရှိရင်စမ်းတူဘက်လောက်လိုက်အဲ့ဆိုလို့ရှိရင်ပျောက်သွားပြီဒီဆိုင်ကယ်ရဲ့အနောက်ကိုရောက်သွားပြီအဲ့တော့အတိပယ်ရှိရှိလေးဖြစ်သွားပါဗျာအဲ့တော့ဒါဆိုလို့ရှိရင်ကြည်လိုက်နော်အချိန်နဲ့သူက ဆိုင်ကယ်ကိုမောင်းလာတယ်ဆိုတော့ပုံစံမျိုးလေးဖြစ်သွားပြီเนาะအဲ့တော့မြန်လဲဆိုတော့ဟာလေးကိုပြထားတာโอเคအဲ့တော့ဘယ်ကိုပို့မှာလဲကျွန်တော်တို့အိမ်ကိုပို့မှာအိမ်ကိုပို့မှာဆိုတော့အိမ်နိုင်ရရောက်ဆိုတဲ့အတွက် house rule နဲ့ကြိုက်ရှာပြီးတော့အိမ်ပုံစံလေးကိုတစ်ချက်ရှာလိုက်မယ်အဲ့တော့ရှာမယ်ဆိုရင်ကျွန်တော်အကြံပြုလိုတာဒီမှာသုံးထားတဲ့ဟာတွေက 3D ပုံစံ 3D illustration ပုံစံမျိုးဖြစ်တဲ့အတွက်ဒီလို flat ဖြစ်တဲ့အိမ်မျိုးတွေမသုံးနဲ့ဗျာကြည့်မကောင်းတော့ဘူးအဲ့တော့ 3D ဖြစ်တဲ့အိမ်လေးတွေကိုရှာမှာပေါ့เนาะ ဒီအိမ်လေးကိုကျွန်တော်ရွေးလိုက်မယ်။နော်။နည်းနည်းကြည့်ကောင်းတယ်။ဒီအိမ်လေးကိုရွေးပြီးတော့ဒီမှာလာထားလိုက်မယ်။နော်။ဒါဆိုလို့ရှိရင်ဒီမှာသူကဒီသူကဒီတောက်မှာဒီလိုမျိုး space လေးပေးထားတယ်။ဘေးမှာ space လေးခြံမှုပေါ့နော်။ပေးထားတယ်ရှင်းရှင်းလင်းလင်းဖြစ်အောင်ဟို white space ခြံတယ်လို့ပြောလို့ရမှာပေါ့နော်။အဲ့တော့ဒါလေးကိုဒီလိုထားလိုက်မယ်။ပြီးရင်ဒီ cycle လေးကိုလည်းအရှိနည်းနည်းလေးတိုးမယ်။အဲ့ဒါဆိုဒါလေးကအရှိတိုးလို့ရသွားတယ်။ ီသူ့ရဲ့ white space channel ထဲကိုသွားကျွန်မနေဘူးပေါ့နော်ကျွန်နေလဲပြဿနာမရှိဘူးကျွန်တော်တို့ကဒီ danger area ပေါ့နော်အနီရောင် line dotted line နေနဲ့ပြတဲ့ဒီ danger area ထိကျော်မထွက်သွားရင်ပြီးတော့ danger area ကျော်ထွက်သွားရင် print ထုတ်လို့ရှိရင်တပိုင်းပြတ်ပြီးပါလာတာတွေပါဖြစ်တတ်လို့လीနော်ဒါလောက်ဆိုရပြီနော်အဲ့တော့ဒီမှာဒါဆိုလို့ရှိရင်တော်တော်လေး okay သွားပြီ okay သွားအတွက်ကျွန်တော်တို့ကနောက်တစ်ချက်ပါလဲဆိုတော့ online payment ပေးလို့ရတာဖြစ်တဲ့အတွက် online online payment လို့ရိုက်ရှာလိုက်မယ်ရိုက်ရှာပြီးတော့ဒါလေးကိုရွေးလိုက်မယ်ရွေးပြီးတော့နည်းနည်းချုပ်လိုက်မယ်ချုပ်လိုက်မယ်ဘယ်ကပေးမှာလဲဆိုတော့အိမ်ကပေးမှာဖြစ်တဲ့အတွက်ကျွန်တော်တို့အိမ်ကနေ online payment ကိုပေးလို့ရတယ်ဆိုတာကိုစားပြုတဲ့အနေနဲ့ဒါကိုဖော်ပြမယ်အဲ့တော့ဒီရှင်းမှာလာအုပ်နေလို့လည်းမဖြစ်ပြန်အောင်အဲ့တော့ right click ထောက်လိုက် layer send to back လောက်လိုက် okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကပတ်စံကိုအိမ်ကနေဖုန်းနဲ့ပေးတယ်ဗျာဒီစူပါမားကတ်ကိုပေးတယ်တကယ်တမ်းထပ်ပြီးတော့ရှက်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 လှုပ်ချင်တယ်ဆိုလို့ရှိရင်တော့ error တခုခေါ်ပြီးတော့ကျွန်တော်တို့ဒီ error နဲ့ပဲဖြစ်ဖြစ်တို့မျိုးပေါ့နော်တို့ပြလို့ရတာမျိုးတွေရှိတယ်ဒါမျိုးတွေပြလို့ရတယ်နော်ကျေပါ ပတ်စံ transfer လုပ်လိုက်တယ်ဆိုတော့ပြလို့ရတယ် transferency ကိုနည်းနည်းတူတူ short လိုက်လို့ရတယ်เนาะ short ပြီးတော့ပြလို့ရတယ်ကာလာလေးကိုလည်းခဲအောင်လေးနဲ့ဒါမှမဟုတ်လို့ရှင်အဖြူရောင်လေးနဲ့တူတူပြလို့ရတယ်ဒါနည်းနည်းရှုပ်ချင်တယ်ဆိုလို့ရှင်တူတူပြလို့ရတယ်ဒါပေမဲ့ကျွန်တော်ကတော့အဲ့လိုမပြတော့ဘူးဒါလူတိုင်းလဲနားလဲမယ်ထင်တာပေါ့เนาะအဲ့တော့ရပြီဒါဆိုလို့ရှင်ဘာမှမလို့တော့ဘူးမလို့တော့တဲ့အတွက်ကျွန်တော်ကဘာထည့်မယ်ဆိုတော့ call to action အရင်ထည့်မယ် call to action ထည့်ဖို့အတွက်ကိုဒီမှာဟိုက element ထဲမှာပဲ FOOD ER ဖူတာဘန်နာဆိုတာရိုက်ရှာလိုက်ဖူတာဘန်နာလို့ရိုက်ရှာလိုက်လို့ရှိရင်ဒီမှာ footage banner တွေအများကြီးကျလာလိမ့်မယ်အမှမှာ graphic တဲမှာ CO ကိုနှိပ်ကျွန်တော်အဝါရောင် background ပေးထားတာဖြစ်တဲ့အတွက်ကျွန်တော်လိုက်ဖက်မယ် green color လေးကို ရွေးမယ်ရွေးမယ်ဆိုတော့ကျွန်တော်ဒီဟာလေးကိုရွေးထားလိုက်တယ်ပြထားလိုက်ပြီးတော့တကယ်တမ်းသူ့ရဲ့ footage ကဒီပုံစံမဟုတ်ဘူး။ပြောင်းပြန်ဖြစ်နေတယ်တို့လှည့်ရမှာ။ နော်လှည့်ပြီးလို့ရှိရင်ဒီမှာ180 degree ညီအောင်လှည့်လိုက်လှည့်ဟောညီအောင်လှည့်ပါဆိုညီအောင်လှည့်လိုက်လှည့်ပြီးလို့ရှိရင်ဆွဲချက်လိုက်နော်ဒီလိုကင်ပြီးတော့ဆွဲချက်လိုက်ဆွဲချက်လိုက်ဆွဲချက်လိုက်ပြီးတော့ဒီမှာထားလိုက်โอเคဒါဆိုလို့ရှိရင်ဒီဇိုင်းကဗျာကျွန်တော်တို့ပိုစတာကလုံးဝ plain ကြီး flat ကြီးဖြစ်မနေတော့ပဲねဒီမှာနည်းနည်းလေးပို့ပြီးတော့ကြည့်ကောင်းသွားပြီအဲ့မှာမှာကျွန်တော်က call to action ထည့်မယ်ကျွန်တော်အခုနောက်ကဒီဇိုင်း concept ဟိုပိုစတာကွန်ဆက်ထဲမှာပြောပြတဲ့ထဲမှာပြောဖို့လိုတာကကျွန်တော်တို့လုပ်ငန်းကဘာလဲဆိုတာကိုပြောရမယ်။ဘာ service တွေပေးနိုင်လဲဆိုတာကိုပြောရမယ်။လက်ရှိဘာ service အသစ်တွေကိုကြော်ညာထားတယ်။ဘလို promotion တွေကြော်ညာထားတယ်ဆိုတာမျိုးပြောရမယ်။ပြီးလို့ရှိရင် call to action ထည့်ကိုထည့်ရမယ်။ call to action မထည့်လို့ရှိရင်ဖတ်လိုက်တဲ့သူကဘာလုပ်မှန်းမသိဘူး။ဥပမာအခုချက်ချင်းပဲမှာယူလိုက်ပါ။ဖုန်းဆက်ပြီးမှာယူလိုက်ပါ။စတဲ့ call to action မျိုးကိုထည့်ရမှာဖြစ်တယ်။အဲ့တော့ ဒါဖူတာထည့်ပြီးသွားပြီဆိုတော့ကျွန်တော်ဒီဒီဇိုင်းဒီအာ90ရာခိုင်နှုန်းပြီးသွားပြီအခု test တွေစထည့်တော့မှာပေါ့နော် test တွေထည့်မယ်ဆိုလို့ရှိရင်ကျွန်တော် call to action ရဲ့ test ကိုအရင်ထည့်မယ်ထည့်မယ်ဆိုတော့ကျွန်တော် sub heading ခေါ်လိုက်မယ်ခေါ်ပြီးတော့ဒီမှာလာချမယ်အဲ့တော့ font ကိုကျွန်တော်မြန်မာလိုရေးမယ်အဲ့တော့မြန်မာဆန်ဆန်တဲ့က font ဆိုလို့ရှိရင်ကျွန်တော်ကြည့်တာဒီမှာ w30@house ဆိုတဲ့ fonts လေးကိုကျွန်တော်ရွေးမယ် ခုချက်ချင်းပဲမှာယူလိုက်ပါဆိုပြီးတော့ကျွန်တော်ကရေးလိုက်တယ်နော်ရိုက်ပြီးတော့ဒီမာလေးချလိုက်တယ်ချလိုက်ပြီးတော့အာဖွန့်လေးကိုနည်းနည်းလေးဒီပေါင်းလဲဝင်အောင်ဒီလိုထည့်လိုက်တယ်နော်ဒီလိုပုံစံလေးထည့်လိုက်တယ်โอเคဒါဆိုလို့ရှိရင်ညောင်းဒီမာ call to action ကဒီမာထည့်ထားပြီးသွားပြီပေါ့နော်ထည့်လိုက်ပြီအဲ့တော့ sign book ကျွန်တော်ဘာလုပ်ငန်းလဲဆိုတော့ sign book လို့ရတယ်အဲ့တော့ task ကိုသွား header ခေါ်မယ် header ခေါ်ပြီးလို့ရှိရင် ကျွန်တော်တို့ကဒီမှာရိုက်မှာပေါ့နော်သူတမီနီမတ်လို့ကျွန်တော်ကရိုက်လိုက်မယ်ရိုက်ပြီးတော့နည်းနည်းလေးထည့်လိုက်မယ်ဒါမဲ့ဖုန်းကိုဒီတိုင်းလောက်ပဲထားလဲအဆင်ပြေတယ်အရင်ကြီးဟိုပြူပြဲနေအောင်ကြီးစရာမလိုတော်တဲ့ရုံဆိုအဆင်ပြေတယ်ဒါမဲ့ဘာလဲဆိုတော့ဒါကျွန်တော်သုံးနေကြပေါ့ဒါမဲ့ကျွန်တော်ကဒီမှာဟို minimum ဖြစ်တဲ့အတွက်သူ့ရဲ့လုပ်ငန်းအာ blanket ရှိရဆိုလို့ရှိရင်သူရဲ့ blanket မှာ setting လုပ်ထားတဲ့ form ပေါ့နော်သုံးမယ်အာ blanket ထဲက theme color တွေသုံးမယ်အာ blanket မရှိဘူးဆိုရင်တော့ကျွန်တော်တို့ကတင့်တော်တဲ့ form ကိုရှာပြီးသုံးလို့ရသုံးရမှာပေါ့အဲ့တော့ဒီတဲမှာကျွန်တော်က form နှစ်ခုကိုပဲနှစ်ခုသုံးခုပေါ့နော်မြန်မာ form ကတော့ဒီတိုင်းဒါရေးတယ်တခြားနှစ်ခုသုံးမယ်သုံးတော့ဒီဟာထက်ကိုကျွန်တော်ကပို့ပြီးတော့ live ဖတ်မယ်ထင်တယ်အာ font လေးတစ်ခုကျွန်တော်ရှာလိုက်မယ်ပေါ့နော်ဒီမှာ မွန်ဆာရာဆိုတဲ့ဟာလေးရှိတယ်အဲ့ဒီဖောင့်လေးကိုယူလိုက်မယ်ဒါကမီနီမတ်တွေစူပါမတ်တွေနဲ့လိုက်ဖတ်တယ်ဆိုပြီးတော့တေ့စ်မျိုးရတာပေါ့နော်အဲ့တော့ဒါလေးကိုကျွန်တော်နည်းနည်းလေးပြန်ပြီးတော့ချုပ်လိုက်မယ်အဲ့တော့တူတာမီနီမတ်ဆိုပြီးတော့ကျွန်တော်ဒီမှာထားလိုက်တယ်ထားပြီးတော့โอเคရပြီ ရပြီလို့ရှိရင်ကျွန်တော်ဘာလုပ်မလဲဆိုတော့ဒီပေါ်ထိကြုံမသွားနဲ့เนาะ danger area ထိမရောက်ဘူးဆိုလို့ရှိရင်ကျွန်တော်စာလုံးလေးဒီအဆင်ပြေတယ်အဲ့တော့အလဲတက်တက်မှချရတယ်ပြီးရင်နောက်ထပ် sub heading တစ်ခုခေါ်ပြီးတော့တော့ဘာလုပ်မလဲဆိုတော့လိပ်စာထည့်မယ်လိပ်စာကိုလည်းအခုနက font ကိုပဲကျွန်တော်ရွေးထားလိုက်တယ်ရွေးပြီးတော့ number 69အာကန်တော်ကြီး row ရှန်ကို ရန်ကုန်ဆိုပြီးတော့ရိုက်လိုက်ပြီးလို့ရှိရင်ဖုန်39ကို420 386 969เนาะအဲ့ဒါလေးကိုရိုက်လိုက်တယ်ရိုက်ပြီးတော့တော့ဒီမှာနည်းနည်းလေးလိမ့်စာကိုကြည့်ကောင်းချဲ့လိုက်တယ်ချဲ့ပြီးတော့ဒီလိုလေးထားပေးလိုက်တယ်เนาะထားပြီးတော့ကျွန်တော်နောက်ထပ်တစ်ခုဒီဟာကိုအရန်ရှုပ်ထွေးနေမှာဆိုတဲ့အတွက်ကျွန်တော် partition ပိုင်းလိုက်တဲ့သဘောမျိုးလုပ်ချင်တာဖြစ်တဲ့အတွက် line ခေါ်လိုက်မယ် line လေးခေါ်ပြီးတော့ဒီမှာ line လေးကိုတို့တို့ချလိုက်မယ်90 degree straight ဖြစ်သွားပြီဆိုလို့ရှင်ဆွဲယူလိုက်မယ်ဆွဲယူပြီးတော့ဒီအောက်မှာလာပြီးတော့ချလိုက်မယ်နော်ချလိုက်ပြီးတော့ဒီ line ကိုကျွန်တော်အမဲမထားဘူးနည်းနည်းလေး gray လေးထားလိုက်မယ်ဒီလို dark gray လေးထားလိုက်မယ်โอเคဒါဆိုလို့ရှင်ရပြီ ဒီ line လေးရလဲသူကသူအလဲရောက်သွားပြီเนาะဒီမှာအလဲမှာပြနေအလဲရောက်သွားပြီအဲ့ဆိုနောက်တစ်ခုဘာလုပ်မလဲဆိုတော့ကျွန်တော်တို့ test တစ်ခုထပ်လုပ်မယ်ကျွန်တော်တို့ပြီးမဲ့ကြော်ညာခြင်းနဲ့ service ကိုထည့်မယ်ကြော်ညာခြင်းနဲ့ service ကိုထည့်ဖို့အတွက်ကိုဒီမှာစာလိုက်ရိုက်မယ် okay အဲ့ဆိုရင်ဒီမှာကျွန်တော်ကဘာရိုက်ထားတာလဲဆိုတော့ဈေးချင်း apps ကိုအသုံးပြုပြီးတော့ဟိုတူတာ minimum ဖြစ်ရမယ် မီနီမတ်တွင် online shopping စနစ်ဖြင့်ဈေးဝယ်နိုင်ပါပြီလို့ရိုက်ထားတယ်ရိုက်ထားတဲ့ဟာကိုကျွန်တော် font လေးပြောင်းမယ် font ကိုကြာတော့ကျွန်တော် header font နဲ့အတူတူမပြောင်းတော့ဘူးနည်းနည်းလေး font လေးကိုနည်းနည်းလေးထင်းထင်းသာသာရှိတယ်အဲဒါနဲ့စင်တူရုံမှဖြစ်တဲ့ font လေးနောက်တစ်ခုကိုသုံးမယ် အဲ့ဒါပါလဲဆို poppins poppins ရဲ့ regular ကိုသုံးမှာပေါ့နော် poppin extra bowl တွေပါလေဆိုလို့ရှိရင်သုံးလို့ရတယ်ပို့ပြီးတော့ထင်တာမြင်တာရှိပေမဲ့ဘာဖြစ်လဲဆိုတော့ကျွန်တော်မြန်မာလိုနဲ့အင်္ဂလိပ်လိုရောရေးထားတဲ့ font တွေမှာဆိုလို့ရှိရင်အဆင်မပြေတော့ဘူးเนาะအဲ့တော့ကျွန်တော်က regular ကိုပဲသုံးတယ်အဲ့တော့ ဘာဘာပြဿနာရှိလဲဆိုတော့မြန်မာလိုနဲ့အင်္ဂလိပ်လိုရောရေးတဲ့ font တွေမှာဒီလိုတကြောင်းနဲ့ရေးကျင်တယ်ဆိုလို့ရှိရင် font တွေကမြန်မာ font ကိုဒီလိုအလှ font တွေရေးလို့မရတော့ဘူး။အဲ့တော့ဂျားထဲမှာအင်္ဂလိပ်စာကိုလည်းအလှ font မြန်မာ စာကိုလည်းအလှ font ရေးကျင်တယ်ဆိုရင်အင်္ဂလိပ်လိုတတ်တတ်ရိုက် placement ချမြန်မာလိုတတ်တတ်ရိုက် placement ချအဲ့လို placement လုံးချင်းစီလိုက်ချပြီးတော့လောက်တာမှအဆင်ပြေတယ်။ အဲ့ဒါလေးကတော့အော်တတိထားအောင်ပြောပြတာပါ။ Torja font ကမြန်မာ font ကြတော့မပြောင်းအင်္ဂလိပ် font ပဲပြောင်းသွားတယ်ဆိုတာဖြစ်မှာဆိုလို့အင်္ဂလိပ် font ပြောင်းလိုက်တယ်ဆိုဒီထဲမှာမြန်မာ font ကလိုက်မပြောင်း။ तू fish လောက်ထားတဲ့ font အတိုင်းပဲသွားမှာ။နော်။အဲ့တော့တီးကြားစီရေးရတယ်။ကျွန်တော် data ဆိုလို့ရှိရင်ရသွားပြီ။ဒါပေမဲ့ဒီဟာကိုကြော်ညာချင်တာကျွန်တော်တို့ကကျွန်တော်ဒီ service ကိုကြော်ညာတာ။ကြော်ညာတာဖြစ်တဲ့အတွက် highlight လုပ်မှာပေါ့နော်အခုကျွန်တော် highlight selection ပေးထားသလို highlight လုပ်မယ်လုပ်မယ်ဆို text effect ကိုသွားလိုက်ဒီမှာ အောက်မှာ background ဆိုတာရှိတယ် background မှာဒီမှာ highlight ဖြစ်သွားပြီဒါပေမဲ့အဝါအဝါချင်းဖြစ်နေတယ်အဝါအဝါချင်းဖြစ်နေတဲ့အတွက်ဟောဒီအောက်မှာ color ဆိုတာရှိရလားကြည်လိုက်အဲ့ color မှာကျွန်တော်ကဒီအစိမ်းနေအင်းတို့တို့အစိမ်းနေသွားလိုက်တယ်ခက်လင်းလင်းလေးလည်းဖြစ်သွားတယ်မြင်လည်းမြင်ရတယ်လင်းတယ်ဆိုတာအစိမ်းပုတ်လောက်မပုတ်ဘူးပေါ့နော်လင်းလင်းလေးပေါ့နော်အဲ့ဒါကိုမြင်လည်းမြင်ရတယ် okay တယ်အဲ့တော့ဒီမှာစာအုပ်တက်တယ် CO okay တက်သွားပြီနော် အဆူရပြီဒီဟာကိုကျွန်တော်ကြော်ညာလိုက်ပြီကြော်ညာလိုက်ပြီဖြစ်တဲ့အတွက်နောက်တစ်ခါဒီအောက်မှာကျွန်တော်ပေးနိုင်တဲ့ service တွေကို bullet point လေးနဲ့တွားခြင်းနဲ့အဲ့တော့ body touch လေးခေါ်ထားလိုက်တယ်နော် body touch လေးခေါ်ပြီးတော့ထားလိုက်တယ်စာရိုက်မယ်ဒီမှာကျွန်တော်ရပြီရောနော်စာကိုရပြီဆိုလို့ရှိရင်စာလေးနည်းနည်းချုပ်မယ်ဆက်လက်မှတ်လိုက်မြန်တယ်အဲ့ဒါဆက်လက်မှတ်ပြီးတော့24ဒီလောက်ခဏချုပ်ထားလိုက်မယ်ချုပ်ထားပြီးလို့ရှိရင်ဒီမှာကျွန်တော်ပြမယ် ိန္ဒယာရောက်ဆိုတော့ကျွန်တော်ဒီ၃ချောင်းကို bullet point တွေနဲ့ထည့်ချင်တာဖြစ်တဲ့အတွက်အိန္ဒယာရောက်ဆိုတော့အိမ်ရှိမှာကာစာလေးကိုချပြီးဟောဒီပုံမှာ list ဆိုတဲ့နေရာမှာကျွန်တော် bullet point လေးတစ်ချက်ခေါက်လိုက် bullet point လေးထည့်ပေးမယ်နောက်တစ်ခါ online ဆိုရဲရှိမှာချတစ်ချက်ခေါက်ပစ္စည်းဆိုရဲရှိမှာချတစ်ချက်ခေါက်ရပြီအဲ့တော့ဒီအိန္ဒယာရောက် delivery post ဆောင်ခြင်းဆိုတာနှစ်ချောင်းဖြစ်နေရယ်ဘေးကနေဆွဲလိုက်ရင်တစ်ချောင်းလေးဖြစ်သွားလိမ့်မယ်နော် okay ပြီးလို့ရှိရင်ဘာလုပ်မလဲဆိုတော့ ဒါတွေအားလုံးကိုဆက်လက်မှတ်ဆက်လက်မှတ်ပြီးတော့ font သွားပြန်ချိန်မယ် font ကိုဒီမှာဈေးချင်း app ဆိုတဲ့ဟာကြော်ညာထားတယ် popping ဆိုတဲ့ဟာကိုပဲချိန်မယ်အဲ့တော့ popping ကိုယူလိုက်တယ်ယူပြီးတော့မပြီးသေးဘူးဆက်လက်မှတ်ထားရတဲ့ပဲဟောမှာအာ advanced setting ထဲမှာကျွန်တော်တို့ကအော် advanced setting ကြီးမသွားခင်ဒီမှာ alignment ရှိရယ်ဒီမှာတွေ့လားရှေ့နောက်မညီတာတွေရှိရယ်အဲ့တော့ alignment ကိုသွားပြီးတော့ချိန်လိုက်ရင်အရှိတတဲကိုညီသွားလိမ့်မယ်โอเคသွားပြီမပြီးသေးဘူးပါလဲဆိုတော့ဒီစာသုံးချောင်းကအရန်ကတ်နေတယ် ကန့်နေတဲ့အတွက်ဆက်လက်မှဆက်လက်မှပြီးလို့ရှိရင်ဒီမှာနော် advanced setting ထဲမှာ line spacing ဆိုတာရှိရယ် line spacing ကို1.6 1.6လောက်ပေးလိုက်လို့ရှိရင်နည်းနည်းလေးကြည်ကောင်းသွားပြီပေါ့နော်အဲ့တော့ဒါလေးကိုနည်းနည်းလေးချဲလိုက်နော်တလောက်ချဲချဲလိုက်လို့ရှိရင် bullet point လေးနဲ့တော့သူဟိုဖြစ်နေပြီရောဟိုပြထားတဲ့ဟာလေးပေါ့အကယ်၍ကိုကနည်းနည်းထပ်ထည့်ကျင်နေဆိုရင်ဒီအောက်မှာစာကြောင်းလေးတွေထပ်ပြေးဒါလေးတွေကိုချုပ်ပါညာပေါ့နော်အဲ့တော့ကျွန်တော်နည်းနည်းလေးနေရာရှင်းသွားအောင်ပြပေးမယ်ဒီနှစ်ခုကို group လောက်ထားလိုက်။ Okay အဲ့ဆိုပဲတော်တော်သူတို့နှစ်ယောက်ကအတူတူပါလိုက်မယ်။နော်။ဒါကိုလည်းဒီနားလောက်လေးရွှေနော်။ Okay ဒီ apps ကိုလည်းဒီနားလောက်လေးရွှေနည်းနည်းလေးမတိမတလေးတူတူထားလိုက်။ပြီးလို့ရှိရင်ဒါကိုလည်းအောက်ကိုရွှေချဲ့ခြင်းနည်းနည်းချဲ့မချဲ့ခြင်းတော့ဆိုရင်လည်းရတယ်။အာ Okay ရသွားပြီ။အဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ design တစ်ခုကို ပိုစတာဒီဇိုင်းတစ်ခုကပြီးသွားပြီဒီမှာလဲ white space လေးတွေနဲ့သူ့အတူရှင်းရှင်းလင်းလင်းနဲ့ okay သွားပြီပေါ့နော်โอเคตัวนี้ဖြစ်တဲ့အတွက်ဒါကိုကျွန်တော် print ထုတ်မယ်ဆိုလို့ရှိရင်လည်းထုတ်လို့ရပြီတော့နေရန်ကတ်စာဆောင်ကြော်ညာရဲ့အနေနဲ့သုံးလို့ရပါပြီအကြိမ်ဒီမှာ ဟိုဟာဒါကို export လုပ်ချင် share ကိုနှိပ်နှိပ်ပြီးလို့ရှိရင်ဒီမှာ download ဆိုတာရှိရယ် png နဲ့ save ချင်တာလား pdf standard နဲ့ save ချင်တာလား pdf stand pdf နဲ့ save မှာဆိုတော့ standard နဲ့ save တာကို recommend ပေးတယ်เนาะ pdf print နဲ့တော့အဆင်မပြေဘူးအဲအဲ့လိုဆိုတော့ကျွန်တော်ကတော့ png နဲ့ပဲ save ပြီးတော့ download လုပ်လိုက်မယ်အဲ့ဆိုလို့ရှိရင်ဒီဇိုင်းတစ်ခုပြီးသွားပါပြီ။အော် sorry ဒီမှာတစ်ချက်ကြံသွားကျွန်တော်ဒီဖုန်းကိုရွှေ့လိုက်တဲ့အချိန်မှာဒီဆန်းရှိတ်လေးပါကြံခဲ့တယ်။အဲ့တော့ဆန်းရှိတ်လေးနေရာပြန်ချပြီးလို့ရှိရင်ဒီနှစ်ခုကဘဲသွားသွားပါနေမဲ့အတွက် group လုပ်ပုံမမေ့ပါနဲ့။ Okay ဒါဆိုလို့ရှိရင်တော့ဒီဒီဇိုင်းတစ်ခုလုံးပြီးသွားပါပြီ။အာကျွန်တော်ဗီဒီယိုလေးကိုလိုက်ကြည့်ပြီးတော့ ဟိုကိုကိုပိုင် idea နဲ့ design လေးတွေ live လုပ်နိုင်နိုင်မယ်လို့မျှော်လင့်ပါတယ်။နားမလည်တာသိကျင်တာရှင် comment မှာမေးခဲ့လို့ရတယ်။နောက်ထပ် canva နဲ့ပတ်သက်ပြီးတော့ AI နဲ့ပတ်သက်ပြီးတော့သိကျင်တဲ့အကြောင်းအရာတွေရှင်ကျွန်တော် comment box ထဲမှာမေးထားခဲ့လို့ရပါတယ်။ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားပြီးတော့နောက် video တွေအတွက်စောင့်မျှော်ပေးကြဖို့လည်းတောင်းဆိုပါတယ်။အားလုံးကျေးဇူးတင်ပါတယ်။